ဒီနေ့စနေနေ့ကျွန်တော်ပြည်တော်စုရောက်နေပါတယ်ပြည်တော်စုမှာခြံ၃ခြံပြမယ်ပြည်တော်စုဆိုတဲ့အနေထားလေးတစ်ခုမှာမိတ်ဆွေတို့ကြည်လိုက်ဒါကကျွန်တော်ဇွဲကပင်လမ်းပေါ့နော်ဇွဲကပင်လမ်းကိုဥတီထားပြီးတော့ဇွဲကပင်လမ်းကနေညာဘက်သွားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီပြည်တော်စုဒီဘက်ခြံခြိုင်ဘက်ခြံရောက်သွားမယ်ဒီဘက်ခြံသွားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်တော်စုမြို့သေးဘက်ခြံရောက်သွားမယ်ပေါ့နော်ဆိုတော့ကဒီလိုမျိုးအနေထားလေးတစ်ခုမှာခြံ၃ခြံဈေး၃မျိုးရေမမြုပ်တဲ့နေရာကြီးပဲ ဆိုတော့ဒီချိန်ကာလမှာခြံဝဲမယ်ဆိုလို့ရှိရင်ပြည်တော်စုမှလည်းလိုချစ်နေဆိုတော့ကျွန်တော်ခြံလေး၃ခြံဒီနေ့နံပါတ်၁နံပါတ်၂နံပါတ်၃ဆိုပြီးတော့ခြံ၃ခြံလိုက်ပြပေးမှာဖြစ်ပါတယ်နံပါတ်၁ခြံလေးကဆိုလို့ရှိရင်3800နံပါတ်၂ခြံလေးကဇွဲကွင်းလမ်းမှာကျွန်တော်တို့3400ညနိုင်စီနောက်ပြီးတော့နံပါတ်၃ခြံလေးကကျွန်တော်တို့3300နဲ့900ညနိုင်စီကျွန်တော်တို့ပြောင်းစုအောက်ဘက်ခြံမှာဖြစ်ပါတယ်ဆိုတော့ဒီခြံလေး၃ခြံကိုကျွန်တော်အခုလိုက်ပြမယ် just shell out လိုက်ကြည့်ပေးနော် နံပါတ်1ဒီနေရာလေးကကျွန်တော်တို့လောက်တာလန်းအောက်ဘက်ခြံပေါ့နော်ခြံလေးကမျက်နှာစာပီ60အနောက်ပီ40 3800ဆိုတော့ကဒီနေရာလေးကဘယ်နားမှာရှိလဲဆိုတော့ဒီနေရာလေးကကျွန်တော်တို့လောက်တာလန်းအစုံလောက်တာလန်းအစုံဆိုတဲ့နေရာမှာလောက်တာလန်းအစုံဆိုတဲ့နေရာကကြာရင်ဘက်ခြံရောက်သွားတယ်ဗျာကြာရင်ဘက်ခြံရောက်သွားတော့ရေမြုပ်တဲ့ခြံပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဒီ BNY ဆိုင်ရာပတ်ဝန်းကျင်ယုံမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီဘက်ခြံအပေါ်တက်လာမယ်ဆိုရင်ဒီမှာမီဇက်လေးရှိတယ် transformer ရှိတယ်ဒီ transformer LAN လေးပဲဖြစ်ပါတယ်ဆိုတော့ဒီ transformer LAN ပေါ်မှာမျက်နှာစာပေ40အနောက်ပေ60သူကအမှန်ဆိုရင် LAN တောက်ကွဲဖြစ်ရမှာဗျာဒါပေမဲ့ဒီ LAN တောက်မှာအများဆုံးရေတွင်တွင်ရှိတယ်ကိုချန်ဘေးမှာအများဆုံးရေတွင်တွင်ရှိတယ်ပေါ့ဗျာဆိုတော့ကဒီလိုမျိုးနေထားနေဖြစ်ပါတယ်ချက်လိုက်ကြည့်လိုက်လားဒီမှာ LAN တောက်ဖြစ်မယ် LAN LAN တောက်နော် LAN တောက်အနေလာမယ်ဆိုလို့ရှိရင်မှာအများဆုံးရေတွင်ရှိမယ်ဒီအများဆုံးရေတွင်ကနေဒီလိုမျိုးတောက်လျှောက်လာမယ်ဆိုလို့ရှိရင်မှာတူလား ဟမ်ဒီမှာကျွန်တော်တို့တွေ့ဟလားအဲ့လိုမျိုးလေးချမ်းနှစ်ချမ်းစာပေါ့နော်အဲ့လိုမျိုးလေးရှိလားတောင်းလျှောက်ကြည့်လိုက်ဒီထိပ်ပေါ့ဒီအုတ်တိုင်ထိပ်ဆိုတော့ဒီအုတ်တိုင်ကနေဒီအုတ်တိုင်နေဟိုထဲကိုချက်ပြန်ကြည့်လိုက်ဟလားအဲတော်တော်ကျဲတယ်ဆိုတော့ဒါကဖတ်မအောင်ဆုံးပြတဲ့ခင်ဗျားတို့စနေနေ့မှာအားရဲဆိုရင်တစ်ချက်လောက်လိုက်ကြည့်လိုက်ဒါလေးကကျွန်တော် ်ဟောဒီပြည်တော်စုပတ်ချလဲမှာအခုကျွန်တော် live ပြမယ်အတန်ဆုံးလို့ယူဆတဲ့အပိုင်းတွေတစ်ခုဖြစ်ပါတယ်ဆိုတော့မျက်နှာစာပေ60နောက်ပေ40 3800ဆိုတော့ကဒါအနေထားလေးပေါ့နော်မြင်မယ်ထင်ပါတယ်နောက်တစ်ချက်သွားကြည့်မယ်ကက်ဒီနီယာလေးကတော့နံပါတ်1ဖြစ်ပါတယ်ကျွန်တော်တို့ဒါပြည်တော်စုဇွဲကပင်လမ်းပေါ့နော်ဆိုတော့ကလမ်းရအကျယ်ကြီးပဲတော်တော်လှတယ်ဆိုတော့ဒါဒီနေရာက 40 60ဗျာခင်ဗျားတို့အနေနဲ့စိုင်ဖွင့်ရှင်းတယ်ဆိုလို့ကျင်ဒီနေရာလေးကတင့်တော်တယ်ဆိုတဲ့နေထားလေးတခုလမ်းကျဲတယ်ကိုအနေနဲ့စားတော့ဆိုင်ကောင်းကောင်းလေးဖွင့်လို့ရတယ်ဆိုတဲ့နေထားလေးတခုမှရှိတယ်ဆိုတော့ကဒါကဇွဲကမင်းလမ်းမှာမျက်နှာစာပေ40နောက်ပေ60ဒါက3400ညှိနိုင်ပေးမယ်ဆိုတော့မဆိုးပြန်ဘူးပေါ့နော်ဒီချိန်ကာလမှာကျွန်တော်တို့ဒါကဇွဲကမင်းလမ်းလို့မိန်လမ်းမှဆိုတဲ့အနေထားလေးမှာပတ်ဝန်းကျင်မှာအိမ်အပြည့်ရှိတယ်နော်အနေထားလေးမှာမှချက်အချက်အနေထားလေးကိုချက်လာကြည့်လိုက် ီကောင်လေး channel ဝင်ပြလိုက်မယ်မြေမြေတီးတန်းပေါ့နော်ဒီ share ဆိုင်ကန်လေးကဘာမဟုတ်နော်ဆိုတော့ဒီမှာအနောက်မှာလည်းအိမ်သာလည်းရှိသေးတယ်ဆိုင်ကန်လေးတိတိလေးတခန်းရှိမယ်အိမ်သာရှိမယ်မှာရေကန်တကန်ရှိတယ်နော်ဒီလိုမျိုးနေထိုင်လေးဖြစ်ပါတယ်အုတ်တိုင်းပက်လေခတ်ပြီးသားပေါ့နော်ဆိုတော့ဒီကောင်လေးကရွေးချယ်စရာစဉ်းစားစရာတခု option တခုပေါ့ဗျာနော်ဒါကကျွန်တော်တို့အလင်းမိတ်ဆွေတို့ကျွန်တော်ကျွန်တော်မိတ်ဆွေတွေကကြီးများကြီးများတော့ကျွန်တော် တခါလေးပြလိုက်တယ်ပြောင်စုမှာခြံ၃ခြံပြမယ်နော်ဟိုဘက်အောက်ဘက်ခြံဆိုရင်1800နဲ့ရမယ်ဒီလမ်း main လမ်းမအလေတဲဆိုရင်4000ညနိုင်စေရမယ်အခုကျွန်တော်အောက်ဘက်ခြံတစ်ချံသွားမယ်တော်တော်ရှိတယ်ပေ150တောင်ရှိတယ်ချက်လိုက်ကြည့်လိုက်နော်ဒီလုတ်သားလမ်းဒီဘက်ခြံအောက်ဘက်ခြံမှာပိုင်ရှင်တိုင်းရဲ့နော်ကောနော်အဲ့ဆိုဈေးထရှော့လားဟုတ်လားအဲ့လေဘာဖြစ်လို့လဲဆိုတော့အကွာဇွဲမင်းလန်နဲ့ဈေးကနေနေကိုက်နေလေ။ဟမ်အခုချက်ရရှိတော့ရှိတယ်။ဟုတ်ဟုတ်ဟုတ်ပြီနော်။ Okay okay ။ ဆိုတော့ကဒီခြံလေးက3900မဟုတ်တော့ဘူး3900ညှိနိုင်စေပြန်ဖြစ်သွားပြီဆိုတော့အဓိကဇွဲဝင်လန်းနဲ့ဟိုနည်းနည်းဈေးတိုက်နေလို့ပေါ့နော်နည်းနည်းတောင်းလျှော့လိုက်တယ်ဆိုတော့ကဒီခြံလေးမျက်နှာစာပေ30အနောက်ပေ150အနောက်မှာလဲလန်းတလန်းရှိတယ်ဘေးမှာလဲလန်းရှိတယ်ဒီမှာလဲမိန်လန်းရှိတယ်ဆိုတော့လန်း3ဖက်ပွင့်ဆိုတဲ့အနေထားလေးမှာအခက်မဲ့တင်းလို့ရှိရင်4ဖက်တောင်ပွင့်ဖို့ရှိတယ် ဆိုတော့ဒီ channel လေးပဲဖြစ်ပါတယ်เนาะဒီ channel လေးလောကကျွန်တော်တို့အုတ်တိုင်းအပြည့်ခတ်ပြီးသားเนาะဆိုတော့ channel ထားလေးကိုကျွန်တော်ဒီနေ့ like ပြပေးမယ်ကဲဒီမှာဒီ channel လေးကတော်တော်ကျယ်တော့ဗျာဒီ channel လေးကို share like ပြမယ်ခွေရှိသေးလားမသိဘူးဟိုတစ်ခါမနေ့တော့လာခွေရှိတယ် Okay မှ channel နေတာဒါကကုံမြင့်နေဗျာပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမြို့ထဲမှာ 是啊，别哪天叫你说，被哪天叫你说，是、欸、啊，哎、哦，我算哪里，我算哪里，说的你啊，个家没要肉，工业的话呢，说然你谈的是，比如，比方说嘛，你讲那个，你那啥被冻西，啊，脑骨就那肉被，然后呢，鼻梁啊些，所以说还有盔甲包里的去的,的，对啦，盔甲包里的去的，都看呗，对啦，啊，你没有你谈的边，喏，随意呗。 ချန်ရှိပြီဟိုနောက်ထိတောင်းလျှောက်ဒီအိမ်ကတော့ပြန်ဖြတ်တော့မယ်ပေါ့နော်အိမ်နံပါတ်ကြပြီသားဆိုပေမဲ့လေကိုနေတဲ့ဒီအိမ်နံပါတ်ကိုပြန်သုံးချင်လည်းရတယ်နော်ဆိုတော့ဒီဘက်ချမ်းမှာသူတခင်အိမ်ကသူတခင်အိမ်ကဟိုအနောက်မှာရှိနေဗျာအိမ်အနောက်မှာရှိနေတော့သူကအိမ်ရှိကိုရောင်းချင်တယ်ရောင်းချင်တော့ချန်ကလည်းညနေစာပေ40ဟိုသူကအပြစ်မရောင်းချင်ဘူးသူအတွက်လည်းလမ်းချန်ရအောင်မယ်အမျိုးအနေထားရှိဒီတော့ဒီအိမ်ထဲမှာလောလောဆယ်ခွေးရှိတယ်ဆိုတော့ကျွန်တော်အိမ်ဘေးကနေသွားမလား အိမ်ဘီကနေချက်တော့ကြည့်မယ်ဆက်ထားရတာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဆူလာမှာချက်ကြည့်မယ်နော်ကဲအိမ်ဘီပဲချက်လေမအိမ်ဘီတောင်းရှောက်ကိုချက်လောက်ကြည့်သွားလိုက်လာချဲလေးပဲဖြစ်ပါလေခွေးသေးလေးတွေအများကြီးပဲကွာနောက်ပြီးတော့ဒီကောင်က ဒီကောင်ကကိုယ်အနေနဲ့အနောက်မှာချန်ချန်ထပ်ပြီးပေါင်လိုက်လို့လည်းရတယ်ဟုတ်လားအနောက်မှာလည်းဘာကြတကာထပ်ဖွင့်လာသေးတယ်ဆိုတော့ဒါသူ့ချက်အနောက်သူ့ချက်အနောက်ဘက်ချက်ဖြစ်ပါတယ်နောက်ဘက်ချက်လေးဝှိုက်သွားတယ်ဒီမှာကြည့်လားဒါချန်တဲ့ကိုမြင်ရမယ့်အနေထားလေးဒီမှာချန်တဲ့ကိုလှန်ကြည့်လို့ရတယ်ဟုတ်လားအဲဒီမှာဒီချန်တဲ့ကိုဆက်အောင်လှန်ပြလိုက်နော်အဲ့လိုမျိုးနေထားလေးဟုတ်လား တောင်လျှောက်တောင်လျှောက်ပေ30ပေါ့နော်ပေ30ပေ150အတိရမယ်ဟင်ဆိုတော့ဒါကတော့ချန်မူရင်တော့ဒီထိပေါ့နော်ဒီထိတော့မရအောင်ဆိုတော့မှအဲ့တော့ဒီချန်လေးကလမ်းလမ်း၃ဖက်ပေါက်ဆိုတဲ့နေထားလေးကဲတော်တော်ကျဲအဲ့တော့ခုအနေနဲ့မိသားစုတွေတန်းစီပြီးလာနေလို့ရဟုတ်လားချန်လေးကတော်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 ကြိုက်တယ်ဗျာ ရေမမြုပ်ဘူးပေါ့နော်ပြောင်စုမှလည်းနေရှင်နဲ့ရေလည်းမမြုပ်ဘူးရှန်လေးကလည်းပေ150ဆိုတော့30 150ဆိုတော့50 30 50 30 50 30စီခွဲလိုက်ရင်3မီတာစုလောက်လာနေလို့ရတယ်နော်အဲအဲ့လိုမျိုးတော့အဲ့အဲ့3လုံးလောက်လာဆောက်လိုက်လို့ရတယ်ဗျာဆိုတော့ကကျွန်တော်ညီကောင်ဆုံးကဲခြံ၃ခြံလုံးပြပြပါပြီဒီတော့ကျွန်တော်တို့ပြည်တော်စုကြီးက share ကို budget ကြီးကြီးနဲ့ပြင်ဆင်နေပြီပေါ့နော်ဆိုတော့မိတ်ဆွေတို့အနေနဲ့ပြည်တော်စုမှာခြံလို့ခြင်းတဲ့အဓိကကိုရွေချက်ကရေမမြုပ်ခြင်းဦးနောက်ပြီးတော့ရေရှိဈေးလုံးကမကြမဲ့နေရာလေးတစ်ခုပေါ့နော်ရှားပါတဲ့နေရာလေးတစ်ခုအယောင်ရှားတဲ့နေရာလေးတစ်ခုဆိုတော့ခြံကကိုအနေနဲ့ကိုပဲဈေးတန်းကိုကြိုက်လေကိုသုံးနိုင်တဲ့အမောက်ပေါ်မှာမူတည်ပြီးတော့ပြည်တော်စုရဲ့ဒီဘက်ခြံအရှိတ်ဘက်ခြံယူမလား ပြည်အောင်စုအလဲဘက်ခြံယူမလားပြည်အောင်စုရဲ့ကျွန်တော်တို့အနောက်ဘက်ခြံယူမလားစသည်ဖြင့်ကိုအနေနဲ့ရွေးချယ်လို့ရပါတယ်ခြံ၃ခြံဒီတော့ဒီနေ့စနေနေ့လေးမှာမိတ်ဆွေတို့အနေနဲ့တေးသေးချာချာလေးလိုက်ပတ်ကြည့်လိုက်ပါတော့ပြည်အောင်စုကအခုဆိုလို့ရှိရင်တော်တော်လေးနောက်၃လလောက်ဆိုတော်တော်လေးဒီထက်ပို့ပြီးလှပြီးတော့ဒီထက်ပို့ပြီးဈေးတက်ဖို့ပဲရှိတော့တယ်ဆိုတော့စိတ်ဝင်စားတယ်ဆိုရင်တော့ဆက်သွယ်မေးမြန်းစုံစမ်းပြီးတော့အရင်ဆုံးသွားကြည့်လိုက်ပါကျေးဇူးတင်ပါတယ်